မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 8ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကြားပြနေနေရေးအတွာထိုင်းအစိုးရကမြန်မာဘက်မြဝတီမြို့ကို73စီတွေပေးပို့တာကိုရပ်တန့်လိုက်တဲ့အပေါ်မှာအာနာသိန်းစစ်ကောင်စီကိုထောက်ခံတဲ့အမျိုးသားရေးလှုပ်ရှားသူတူရိန်မင်းထွန်းဦးဆောင်တဲ့အဖွဲ့ကဒီကနေ့ဖေဖော်ဝါရီလ8ရက်နေ့မနက်မှာမြဝတီမြို့မှာထိုင်းကိုစန့်ကျင်ပြီးတော့ဆန္ဒပြမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆန္ဒပြပွဲကိုမနက်9:00မှာမြဝတီမြို့ မြဆန်ဒီပန်းချာမှာစုဝေးပြီးတော့ထိုင်းမြန်မာချစ်ကြီးအမတ်၁တရားနဲ့အမတ်၂တရားထိတ်ဒီစီကိုစီတန်းလဲ့လဲပြီးတော့ဆန္ဒပြမယ်လို့သူရိမင်းထုံးကသူ့ရဲ့ Facebook လူမှုကွန်ရက်ပေါ်မှာရေးသားပြီးတော့တင်ထားတာကိုတွေ့ရပါတယ်။ထိုင်းဘက်ကမြရီကို73စီနဲ့ gas တွေတင်ပို့တာတွေရပ်တန့်လိုက်တာကြောင့်တံပြန်တဲ့အနေနဲ့ထိုင်းကုန်စီတွေစီးဆင်းမှုတွေကိုလည်းပိတ်ပင်ကြဖို့ဆန္ဒပြမှာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ဆန္ဒပြပွဲကိုတော့မြရီမျိုးကန်တွေဆန္ဒထုတ်ဖော်မယ်ဆိုပြီးတော့ခေါင်းစဉ်တတ်ထားပါတယ်။ ထိုင်းနဲ့မြန်မာတရားဝင်ကုန်သွယ်ရာမြောက်ပြည်မြို့မှာရှိတဲ့အမှတ်၁နဲ့အမှတ်၂တရားအပြင်နယ်ကြားမြစ်ဖြစ်တဲ့တောင်ရင်းမြစ်တစ်လျှောက်ကဂိတ်တွေကိုပါပိတ်လိုက်ပြီးတော့ထိုင်းကုန်စီတွေမြန်မာဘက်ကိုအဝင်မခံဖို့လမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြရမယ်အချိန်ရောက်လာပြီလို့စစ်တပ်ထောက်ခံသူသူရိမင်းထုံးကလှုံ့ဆော်ရေးသားထားပါတယ်။ဝရင်းတုတ်တွေစောင့်ကြားဖို့အချိန်တန်ပြီလို့လည်းထိုင်းနိုင်ငံကိုရည်ရွယ်ပြီးတော့သူရိမင်းထုံးကသူ့ရဲ့ Facebook လူမှုကွန်ရက်မှာဖေဖော်ဝါရီလ6ရက်နေ့ကထိုင်းလူမျိုးမုံတီးရေးလှုံ့ဆော်ရေးသားထားတာကိုတွေ့ရပါတယ်။ ထိုင်းကိုစန့်ကျင်ဆန္ဒပြခွင့်ပြုမိန့်ကိုမြဝတီမြို့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကခွင့်ပြုထားတယ်လို့သိရပါတယ်။ကြားဖြန့် online လိမ်လည်မှုတွေကိုဆန္ဒမပြမရှုံချပဲထိုင်းနိုင်ငံကိုဥတီပြီးတော့ဆန္ဒပြမဲ့လောက်ရကိုမထောက်ခံဘူးလို့မြဝတီမြို့ကတချို့ကပြောပါတယ်။ဆန္ဒပြပွဲကိုဥဆောင်မဲ့သူရိမင်းထောဟာ အာနာသိန်းစစ်ကောင်းစီကိုထောက်ခံတဲ့စန္ဒပြပွဲတွေမှာဥဆောင်ပါဝင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မြဝတီဘတ်ချမ်းမှာရှိတဲ့ကြားဖြန့် online ငွေလိမ်လုပ်ငန်းတွေမှာတရုတ်နိုင်ငံသားတွေဟာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းလူကုန်ကူးခံရတာတွေရှိလာပြီးတဲ့နောက်အဲ့ဒီဒေတာကကြားဖြန့်တွေကိုနှိမ်နှင်းဖို့တရုတ်ကထိုင်းနဲ့မြန်မာကိုဖိအားပေးထားတယ်လို့သိရပါတယ်။ကြားဖြန့်လုပ်ငန်းတွေရဲ့လူကုန်ကူးမှုတွေကြောင့်ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကိုထိခိုက်နိုင်တဲ့အတွက်မြန်မာနယ်စပ်ကကြားဖြန့်အရေးကိုကြိုက်တွေ့ရမယ်လို့ထိုင်းအစိုးရကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကတော့ကြားဖြန့်လုပ်ငန်းတွေဟာထိုင်းဘက်ကနေပြီးတော့လျှက်စစ်မီးပေးထားတာကြောင့်လဲပတ်နေကြတာလို့အပြစ်တင်ဆွဆွဲထားပါသေးတယ်။အဲ့ဒီနောက်မှာတော့ထိုင်းဆိုရကမြန်မာဘက်ကနေရ9ခုစီကိုမီးပေးတာတွေကိုဖေဖော်ဝါရီလ9ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့မီးဖြတ်လိုက်တယ်လို့73စီတင်ပို့တာတွေကိုလည်းကန့်တတ်လိုက်တာဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရေနံကိုကြားပြတ်တိုက်ခတ်ရာစစ်သား၁၂ဦးသေဆုံးပြီးကားနက်စီးမီးလောင်ပောက်ကွဲသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့မှာစိတ်ဖြူမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကပ္ပစ21ကပြစ်စည်းများတယ်ဆောင်လာတဲ့စစ်ရင်တန်းကိုစိတ်ဖြူကန်စွန်းလမ်းမိုက်မှာကြားပြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား၁၂ဦးသေဆုံးပြီးကားနက်စီးမီးလောင်ပောက်ကွဲသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုမင်းဘူးခရိုင်မှတ်တဲ့တိုင်ရင်ပခောက်ကူခရိုင်တိုင်ရင်ဆက်ကိုရင်းနေတာကော်လံမကွေးတိုင်းပကဖရွေလျားစစ် ြောင်းနဲ့ CGF အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာရှိတဲ့စီမီကုန်နဘူးအိုင်လမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်က၃ဦးဒဏ်ရာရရှိခဲ့ကြောင်းမြင်းကြံ Northerners Guerrilla Force ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့မွန်းလွဲ၂နာရီခန့်မှာမြင်းကြံမြို့နယ်စီမီကုံစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာစိုင်းကဲအစည်းရိမ်20လောက်နဲ့စုံရွာကိုထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကစီမီကုံနဘူးအိုင်လမ်းပိုင်းမှာရှိတဲ့ညောင်ပင်ဇရက်အနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးနဲ့ပြူစောတိသေးတဲ့စရင်ကိုတော့စုံစမ်းနေတော့မှာပဲအင်အား30ခန့်ပါတယ်စိုက်ကယ်ကအစီးရေ20လောက်ရှိတယ်သူတို့ကရွာထဲကိုပြန်ဝင်သွားတာဆိုတော့အသေးပြောက်စရင်တော့မသိရသေးဘူးတုံးကောင်တော့နေရာမှာရင်လဲပြီးတော့ဒဏ်ရာရသွားတယ် စစ်ခွေးတွေကစုံရတဲ့ကိုပြန်ဝင်သွားပါတယ်လို့မြင်းကြံ Northerners Guerrilla Force ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းကြံမြောက်ပိုင်းသားများပျောက်ကြားတပ်ဖွဲ့ MNGF နဲ့ MRA တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းပလဲမျိုးမှာရဲစခန်းကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေါင်းနဲ့ရင်းမာပင် KN PDF အမှတ်30တိုက်ရင်ကပြောပြထားပါတယ်။ဖေဖော်ဝါရီလ1ရက်နေ့ည9:30မိနစ်30စက္ကန့်မှာ ပလဲမျိုးမှာရဲစခန်းကိုဒေါင်းနဲ့ရင်းမာပင်ခိုင် PDF အမှတ်30တိုင်ရင်က60မမလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ60မမဘုံသီးများဟာရဲစခန်းဝင်အတွင်းထဲကိုကြောက်ရောက်ပောက်ကွဲပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲ။တော်လိုင်းတပ်ဖွဲ့ဝင်များကတော့အထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့မှာမင်းကုန်းရွာနဲ့ကင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့တပ်မ33စစ်ကောင်စီရဲ့စစ်ကြောင်းတိုက်ခိုက်ခံရပြီးတော့၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့နေ့လယ်12နာရီမှာတပ်မ33ကနေအင်အား200ဝန်းကျင်နဲ့မင်းကုန်းရွာနဲ့ကင်းရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုဒေသကာကွယ်ရေးတပ်ဖွဲ့တွေကအဲ့ဒီရွာနေရွာကြားမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေဆုံးသွားတယ်လို့ဆိုပါတယ်။နေ့လယ်12နာရီလောက်ကစဖြစ်တာညနေ3နာရီအထိတိုက်ပွဲတွေဖြစ်ခဲ့တယ်။ အပြည့်အလန့်ပြစ်ခတ်မှုတွေရှိတယ်သူတို့ဘက်ကအစိမ့်ငွေဘုံးတီးတွေနဲ့ပါပြစ်တာ စစ်ကောင်စီဘက်က9កောင်သေးတယ်ကျွန်တော်တို့ဘက်ကတကောင်ကတော့သွားកောက်နိုင်ခဲ့ပါတယ်ကျွန်တော်တို့ဘက်ကရဲဘော်တအုပ်ကတော့မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်လို့ရွှေဘော်ခရိုင်အမှတ်ဆက်ရှိတိုင်ရင်တက်ခွဲတက်ဝက်လက်ကိုမင်းသားကြီးတာဝန်ခံကိုရန်ကြီးကပြောပြထားပါတယ်စစ်ကောင်စီကပြစ်ခတ်လိုက်တယ်အစိမ့်ဝိဘုံသီးရဲ့ဒဏ်ကြောင်ဒေသခံကာကွယ်တပ်ဖွဲ့ဝင်တအုပ်မူးဝေလဲကြခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကနေပြီးတော့40မမတလက်ဂျီ3ဂျီပေါက်3ခုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတလောင်းကိုပိန်းစီရမိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီစစ်ကြောင်းဟာဖေဖော်ဝါရီလ9ရက်နေ့အထိ မင်းကုန်းရွာနဲ့ကင်းရွာကြားမှာအထိုင်ချနေစေဖြစ်ပြီးတော့ဒေသခံကာကွယ်တပ်တွေနဲ့နှစ်ဖက်ဆိုင်နာစေအခြေအနေဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမတ်၁၈တိုင်းရင်တက်ခွဲတက်ဝက်လက်ကိုမင်းသားကြီးနဲ့အမတ်၁၈တိုင်းရင်နဲ့တက်ခွဲတချို့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောမြို့နယ်ကြောမြို့အခြေဆိုင်ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ23တပ်တွင်းထဲမှာဗိုလ်ကြီးတအူ ကိုယ့်ကိုယ်ကိုတက်နဲ့နဲ့ပြစ်ခတ်ပြီးတော့အဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ6ရက်နေ့မှာဂံကောမြို့နယ်ကြောမြို့အနီးအခြေစိုက်ထားတဲ့ MNS 3ကကွေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတပ်အတွင်းထဲမှာတာဝန်ကျနေတဲ့ဗိုလ်ကြီးတအူးဟာမိသားစုနဲ့ဝေးကွာနေရတဲ့အတွက်အထက်ရာရှိများရဲ့ဖိနှိပ်မှုများကိုမခံနိုင်တော့တဲ့အတွက်မိမိကိုယ်ကိုယ်တက်နဲ့နဲ့တိတ်ပြီးတော့ပြစ်သက်သေသွားခြင်းဖြစ်တယ်လို့သိရပါတယ်ဖေဖော်ဝါရီလ6ရက်နေ့ကကပ္ပဆာ23ထဲမှာသုံးမွေးတဲ့ဗိုလ်တယောက်ပါဇက်သေးကိုတက်နဲ့နဲ့တိတ်ပြီးတော့ပြစ်သက်ပြီးသေသွားတယ် တနက်နဲ့ပြစ်ပြီးဒေတာတော့သိရတယ်။ဘာကြောင့်ပြစ်ပြီးဒေတာလဲဆိုတာတော့အတိအကျမသိရသေးဘူး။သုံးဝက်ဘိုးလို့သိရတယ်။မိသားစုကအပြင်ရောက်နေတာကြားပြီးသူကထွက်မရလို့စိတ်ညစ်ပြီးတော့ကိုကိုကိုတတ်တည်သွားတာနေမယ်။ဒီနေ့စစ်ကားတွေလည်းကြောနဲ့ကပ္ပစတဲကိုသွားလိုက်ပြန်လိုက်နဲ့လုံနေကြတာလို့တက်တွင်းသတင်းရင်းမြစ်ကပြောပြထားပါရယ်။ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လနောက်ပိုင်းကစတင်ပြီးတော့ကြောမျိုး MN23 ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံက တပ်မိသားစုဝင်များအားလုံးကိုရွှေ့ပြောင်းမှုများကိုပြုလုပ်ခဲ့ရာစက်တင်ဘာလ၄ရက်နေ့မှာကိုဝင်ဆောင်ကလေးမိခင်ကလေးငယ်များအပါအဝင်တပ်မိသားစုဝင်များအားလုံးကိုရဟတ်ရင်များနဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပို့ဆောင်ကအဲ့ဒီကနေမှတဆင်းသက်ဆိုင်ရာဇာတိနေရာများကိုပြန်ခိုင်းခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးရွှေ့ပြောင်းပေးပြီးတဲ့နောက်ကပ္ပဆ23ကအရာရှိနယ်စစ်တီများကို အသေးခံတိုက်ပွဲဝင်ရန်စစ်ကောင်စီကအမိန့်ပေးညွှန်ကြားထားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကဂံကောင်းမျိုးနဲ့အတွင်းတပ်များကပ္ပဆာဆက်ယုံများအင်ဂျင်နီယာတပ်များမှလေကြောင်းနဲ့လက်နက်ခဲယမ်းများနဲ့ရိခါများကိုဖြည့်တင်းပေးနေပြီးတော့တပ်များနဲ့စခန်းများမကျစေရေးအတွက်အရာရှိနဲ့စစ်သည်များဟာရွရွချုံချုံချုံတိုက်ပွဲဝင်ကြရန်အမိန့်ပေးညွှန်ကြားနေတယ်လို့သိရပါဗျ။ဂံကောင်းမျိုးနဲ့အတွင်းမှာမြေပြင်ကုန်းလမ်းကိုစစ်ကောင်စီကထိုးပေါက်နိုင်ခြင်းမရှိတော့ဘဲလေကြောင်းကိုသာအဓိကအားကိုးနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမျိုးအနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုက်ရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုလိုက်လံတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၁ရက်နေ့မှာမဲဆက်လီဒရာတိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဖေဖော်ဝါရီလ၃ရက်နေ့မှာပသိမ်မုံရွာလမ်းမိုက်မှာရှိတဲ့၃မိုင်ဘောက်ကို အင်အား350နဲ့စစ်ကြောင်းထုတ်ဝင်ရောက်လာတယ်လို့သိရပါတယ်။အဲ့ဒီနေ့မွန်လွဲ2:20မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကပုံမှန်ပေါက်မှာစတင်တိုက်ခိုက်ခဲ့ပြီးတော့မိနစ်30ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပုံမှန်ပေါက်ကနေပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဖေဗူလာ4ရက်နေ့မှာအဲ့ဒီစစ်ကြောင်းဟာရုံးပင်ကြီးရွာကိုထပ်မံပြီးတော့စစ်ကြောင်းထုတ်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ဖေဗူလာ5ရက်နေ့မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကလက်နက်ကြီးများပစ်ကူများနဲ့ ကြီးအောင်ကြီးဝတမန်ကိုစစ်ကြောင်းထုံးဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကြီးအောင်ကြီးဝတမန်ကိုအကြမ်းဆစ်တက်စစ်ကြောင်းရောက်လာတဲ့အချိန်ညနေ၄နာရီခွဲအချိန်ကစတင်ပြီးတော့၆နာရီအထိတော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဆစ်ကောင်စီတပ်သားအယောက်20ခန့်သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားခဲ့တယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဆစ်တပ်ကထိခိုက်သေဆုံးသူတွေများပြားခြင်းကြောင့်မဲဆယ်လီရဲစခန်းနဲ့နောက်ချန်အင်အားများကလက်နက်ကြီးများနဲ့ပစ်ကူပေးပြီးတိုက်ခိုက်ခြင်းများကိုလည်းလှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲနှစ်ကြိမ်အတွင်းမှာစစ်ခွေးအကောင်ကြီးခံမှန်းအကောင်20လောက်တေဆုံးနိုင်ပါတယ်အဲ့ဒီနေ့တိုက်ပွဲအပြီးမှာစစ်ခွေးတွေရှေ့ကိုမတိုးရဲပဲနဲ့အခုနောက်ပြန်ဆုတ်သွားပါပြီကျွန်တော်တို့အနေနဲ့စုဖွဲ့မှုကောင်းကောင်းနဲ့ခုခံနိုင်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာပေးတဲ့ပြည်သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့မင်းဘူးခရိုင်အမှတ်ခွန်တရင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမင်းမူခရိုင်မှတ်ခွန်တရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပွင့်ဖြူမျိုးနဲ့မကွေးတိုင်းပကဖရွေလျားစစ်ကြောင်းရင်းနေသားကော်လမ်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ချီပွေခရိုင်စော့လော်မြို့နယ်လန်းဆဲဒေသစာတင်ကျောင်းနယ်နေအိမ်များကိုအကြမ်းဖက်ဆက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့မွန်လွယ်ပိုင်းမှာချီပွေခရိုင် ဆော့လောင်မြို့နယ်လန်ဆယ်ဒေသကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိကာစာတင်ကြောင်းနဲ့နေအိမ်များလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဆော့လောင်မြို့နယ်လန်ဆယ်ဒေသကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာပါ။ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့သိရတယ်။စာတင်ကြောင်းနဲ့လူနေအိမ်တွေလည်းပျက်စီးသွားပါတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောပြထားပါတယ်။အလားတူပဲ ဖေဖော်ဝါရီလ6ရက်နေ့ညပိုင်းကလည်းအကြမ်းဖက်စစ်တပ်ကလိုင်ဇာမျိုးအနီးကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်လွယ်လွယ်ဖျားတောင်မှာရှိတဲ့စစ်ရှောင်းများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ပြည်သူများဟာထပ်မံတိမ်းရှောင်နေရပြီးကရင်နီကစစ်ရှောင်းများကိုစစ်တပ်ကပင်လောင်းကိုဖျက်တမ်းခွင့်မပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလပိုင်းကစတင်ပြီးတော့ညောင်ရွှေမြို့နယ်မှာ စစ်ပေးဆောင်ပြည်သူများနေထိုင်တဲ့လွယ်လွယ်ဖျားတောင်ကို အကြမ်းဖက်ဆက်တက်ကလက်နက်ကြီးများနဲ့မကြာခဏပစ်ခတ်နေခြင်းကြောင့်ပြည်သူများဟာထပ်မံတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဲ့ဒီစစ်ပေးဆောင်ပြည်သူများထဲမှာကရင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူများကိုအကြမ်းဖက်ဆက်တက်ကညောင်ရွှေတပ်ဖက်ကမ်းမှရှိတဲ့ပင်လောင်းဘက်ကိုဆက်လေနဲ့ဖြတ်သွန်းခွင့်မပေးတဲ့အတွက်ကြောင့်လက်ရှိအချိန်မှာစစ်ပေးဆောင်ပြည်သူများဟာတိမ်းရှောင်ရမယ့်နေရာအခက်အခဲရှိနေတယ်လို့သိရပါတယ်။ ်ညောင်ရွှေမြို့နယ်လွယ်နွဲ့ဖျားတောင်ကိုစစ်ခွေးတွေကလက်နက်ကြီးနဲ့ခဏခဏထုနေတော့ဒေသခံပြည်သူတွေအပြင်စစ်ရှောင်များပါထပ်မံပြီးတော့တင်းရှောင်နေရတာပါဒီလိုတင်းရှောင်တဲ့နေရာမှာကရင်နီမှတ်ပုံတင်ကိုင်းဆောင်ထားတဲ့စစ်ရှောင်ပြည်သူတွေကိုညောင်ရွှေတဖက်ကန်းကိုကူးဖို့အတွက်စစ်ခွေးတွေကဆက်လီနဲ့တင်းဆောင်ခွင့်မပြုတဲ့အတွက်စစ်ဘေးရှောင်တွေတင်းရှောင်ရမယ်နေရာအတွက်အခက်အခဲဖြစ်နေတာပါလို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ဖေဖော်ဝါရီလ9ရက်နေ့မနက်9:23မိနစ်ကလည်းအကြမ်းဖက်ဆက်တဲ့လက်အောက်ခံ PNO တို့ကဖဲကုံအနောက်ချမ်း တစ်ပင်ကောက်ကနေပြီးတော့လက်နဲ့ကြီးနဲ့ဖျားတောင်လွယ်လွယ်ရွာကိုပြစ်ခတ်ခဲ့ခြင်းကြောင့်အသက်84နှစ်အရွယ်ဦးပြားနဲ့အသက်54နှစ်အရွယ်ကိုဖိုးဝါတို့ကွယ်ချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။အချက်ပတ်ဆက်တကဇန်နဝါရီလအတွင်းမှာညောင်ရွှေမြို့နယ်နဲ့ပင်လောင်းမြို့နယ်မှာရှိတဲ့ကျေးရွာများကိုလက်နဲ့ကြီးများနဲ့ပြစ်ခတ်မှုပေါင်း54ကြိမ်ပြုလုပ်ခဲ့ပြီးတော့ပြည်သူ၃ဦးတိတ်ဆုံးက14ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းထီးလင်းမြို့နယ်မှာစစ်ကောင်စီတပ်သားတအုပ်ဟာလက်နက်ယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ31ရက်နေ့မှာထီးလင်းမြို့ရုတ်တံခုံးမှာတာဝန်ကျနေတဲ့တပ်သားနေမျိုးအောင်ဟာဗျူဟာအမှတ်87ရောဗျူဟာနဲ့အမှတ်1စစ်ဒေသဂံကောခရိုင်အမှတ်240တိုင်ရင်းများထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့တပ်သားနေမျိုးအောင်ဟာ MA2 တနက်တလက် MAG ပေါက်၄ခု 5.56G 120တောင်းနဲ့ပြည်သူရင်းဝယ်ကိုခိုးလုံလာခြင်းဖြစ်ပြီးတော့ဂုံပြူစုငွေကြက်သိန်း90ချိမြင့်ပေးခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ view ဟာအမှတ်87အနေနဲ့ကဖမ်းဆီးရမိတဲ့တုံမန်းတွေကိုတောင်မှစစ်ဥပဒေနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားရှိပါတယ်လက်နက်နဲ့အတူအခုလိုမျိုးပြည်သူရင်းဝယ်ကိုခိုးလုံလာမဲ့စစ်ကောင်စီတပ်သားတွေကိုကျွန်တော်တို့ကဖိတ်ခေါ်ပါတယ်ကျွန်တော်တို့အနေနဲ့ထိုက်တဲ့ဂုံပြူစုငွေတွေကိုချိမြင့်ပေးသွားမှာဖြစ်ပြီးတော့ကောင်းမွန်စွာကျွန်တော်တို့စောင့်ရှောက်ထားမှာဖြစ်ပါတယ်လို့ ဗျူဟာအမှတ်81ရောဗျူဟာကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိများကစီဒီအမ်ပြုတ်လုံမယ်ဆိုပါကကာကွယ်ရေးတပ်ဖွဲ့များရဲ့တပ်ဖြတ်ခြင်းကိုခံရမယ်ဆိုတဲ့အယုံတွေးခံရတဲ့မှိုင်းမိနေတဲ့စစ်ကောင်စီတပ်သားများအနေနဲ့အမြန်ဆုံးပြည်သူရင်ဝင်ကိုခိုးလုံရန်ဖိတ်ခေါ်ကြောင်းပြောဆိုထားပါတယ်။လက်နက်နဲ့အတူပြည်သူရင်ဝင်ကိုခိုးလုံလာမယ်ဆိုပါကထိုက်တန်တဲ့ဂုံပြုစုဝင်များကိုချိမြင့်ပေးသွားမှာဖြစ်ပြီးတော့ကောင်းမွန်စွာထားရှိမှာဖြစ်ကြောင်းဗျူဟာအမှတ်81ရောဗျူဟာကအတိပေးပြောဆိုထားပါတယ်။ အလားတူပဲရေးမြို့နယ်မှာလည်းရဲတပ်သားတို့ဟာလက်နက်ယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်းရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့မှာရဲတပ်သားအောင်ရှိုင်းကျော်ဟာဂျီ3တနက်တလက်ဂျီပေါက်၄ခုဂျီ180တောင်းဂျီကာအင်ကြီးဒဇုံနဲ့လက်ပြဘုံတလုံးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တဲ့အတွက်ကြောင့်ဂုံပြူစုငွေ7350ချိမြင့်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ